အင်ဒိုနီးရှားနိုင်ငံမှာမြေပြိုမှုကြောင့်လူနက်ဦးသေဆုံးပြီး22ဦးထပ်မံနေပျောက်ဆုံးနေကြောင်းသဘာဝဘေးအန္တရာယ်တောင်ရှိသူတို့ကနိုဝင်ဘာလ14ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဘောဂျာဘာဒေတာဆီလာကက်ခိုင်မှာရှိတဲ့ကျေးရွာ300မှာနိုဝင်ဘာလ13ရက်ညအချိန်ကမြေပြိုမှုကြောင့်နေအများပြားနှိမ့်မြုပ်ခဲ့ပါတယ်။နိုဝင်ဘာလ14ရက်နေ့ခင်းအချိန်အထိပူးပေါင်းဆောင်ရွက်ရေးဖွဲ့ကလူ23ဦးကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပါတယ်။တေဆုံးနေသူ2ဦးကိုတွေ့ရှိပြီးနောက်ထပ်လူ22ဦးကိုဆက်လက်ရှာဖွေနေပါတယ်လို့သဘာဝဘေးအန္တရာယ်အေဂျင်စီမှပြောရေးဆိုခွင့်ရှိသူ အဘဒူမူဟာရီကနိုဝင်ဘာလ၁၄ရက်နေ့မှာဆိုပါတယ်။မြေပြင်အနေထားမတည်ငြိမ်မှုကကေဆေးရေးဆောင်ရွက်ချက်များကိုနှောင့်နှေးစေပြီးကေဆေးရေးကိုကူညီဖြစ်စေရန်ဆယ်ရည်အကြီးများကိုပေးပို့ထားကြောင်း၎င်းကဆိုပါတယ်။အင်ဒိုနီးရှားမိုးလေဝသရာသီဥတုဗေဒနှင့်ဘူမိရူပဗေဒအေဂျင်စီတို့ကအခုသတင်းပတ်အစောပိုင်းမှာပြင်းထန်ရာသီဥတုသတိပေးချက်ကိုထုတ်ပြန်ထားပါတယ်။အဲ့ဒီပြင်းထန်ရာသီဥတုဖြစ်စေဟာသဘောပေးအနေများကိုဖြစ်စေနိုင်ကြောင်းအေဂျင်စီကသတိပေးထားပြီးအင်ဒိုနီးရှားရဲ့ဒေသအများပြားဟာလာမယ့်သတင်းပတ်အတွင်းမိုးသီး ထန်စွာရသုံးမှုကိုကြုံတွေ့နိုင်ဝေရှိရလို့ဆိုပါတယ်